ရခိုင်မှာမိုးတိထန်စွာယွာပြီးတော့နေရာတိုင်းမှာရေကြီးနေမြုပ်မှုတွေဖြစ်တယ်ဒီအရာကိုရခိုင်ပြည်သူလူထုကလည်းငိုယိုပြီးတော့ငါတို့ဒုက္ခရောက်နေပါတယ်၊ကူညီပေးကြပါဆိုပြီးတော့ပျော်တဲ့လူတွေအောင်မှမရှိဘူးရခိုင်မှာရေကြီးနေတယ်တည်င်းတိုင်းမှာတက်တယ်ဟုတ်ပြီနော်တည်င်းတိုင်းမှာတက်တယ်ငါတို့လည်းဒုက္ခရောက်နေပါတယ်၊ကူညီပေးကြပါမြန်မာနိုင်ငံကလည်း ရှိတဲ့လူတွေလာကူကြပါဆိုပြီးတော့တခါမှမပြောဘူးမိုခါတော့ကလည်းဒီတိုင်းပဲရခိုင်ကတဘာဝဘေးအန္တရာယ်ကိုမိုးရာသီမှာအမြဲတမ်းခံစားရတယ်ဟုတ်ပြီနော်မိုးရာသီမှာအမြဲတမ်းခံစားရတယ်ဒါပေမဲ့အခုကစစ်လော်ပြီးတယ်ဖြစ်တဲ့ဒီကောင်တွေကရခိုင်မှာရေကြီးနေမြုံမှုအပေါ်မှာမူတည်ပြီးတော့ဘာပြောသလဲနားထောင်ပါ အန္တရင်းဘုကရခိုင်ပြည်နယ်မှာရှိတဲ့ကြောက်တော်မြောက်ဦးတောင်ကုန်းမြို့နယ်တွေမှာမိုးသည်ထန်စွာရွာသွန်းမှုဖြစ်ပေါ်ပြီးတော့ဒါကလတန်မြည်ရည်မြင့်လာတာကြောင့်ရည်ကြီးနေမြမှုဖြစ်နေပါတယ်ဆိုတော့ AAU ပဲခေါ်ပြီးတော့ကယ်ခိုင်းလိုက်ပါအခုတော့လောလောဆယ်တော့ဘယ်သူမှကယ်မဲ့လို့လည်းမရှိပါဘူးเนาะဟိုကချင်ပြည်နယ်ဘက်မှာတော့ agent နဲ့ဘက်မှာတော့ဟိုပူတာဦးဘက်မှာတော့တက်တဲ့ပြည်သူစစ်ကအခုဒါရေပီးကိစ္စရေးတွေလှုပ်ဆောင်နေတယ်ပြည်သူတွေရွှေ့ပြောင်းနေထိုင်မှုအရေးတွေလှုပ်ဆောင်နေပါတယ် ကျောက်တော်မြောက်ဦးတောင်ကုတ်သုံးမျိုးနယ်မှာအေအေဖွဲ့ကိုပဲခေါ်ပြီးတော့ကယ်ခိုင်းလိုက်ပါလာကင်မဲ့တက်တော့မရှိပါဘူးအရင်တော့ဆိုရင်ပြပြလောလောနဲ့ဒီပြီမားကနေပြီးတော့ဆင်းပြီးကယ်ကြတယ်နော်ပရိုက်တာအဖွဲ့ကြီးကျွန်တော်တို့ကိုယ်တိုင်တော့ကျွန်တော်တို့အသင်းကိုယ်တိုင်တော့ဆင်းပြီးသွားကယ်ခဲ့တယ်အဲ့ဒီတော့ကျွန်တော်အသင်းနေနဲ့သွားကယ်ခဲ့တယ်အဲ့လိုပဲဟိုနိုင်ငံကြီးပါတီတွေဆင်းကြတယ်နော်ဟိုဒီပြီးခိုင်ဖြိုးတို့ဘာလို့ဆိုလို့ရှိရင်လဲမူခါမုန်တိုင်းဆိုလို့ရှိရင်ဆင်းသွားတာပဲရောက်တာပဲဒီကနေပြီးတော့အတုတ်လိုက်အတုတ်လိုက်လူတွေလွတ်တယ် ဒါပေမဲ့အခုဘယ်သူမှလှုပ်စရာမရှိတော့เนาะဘယ်သူမှလည်းလာလို့လည်းမရတော့လုံညွေးချိနေရရောခြားအကြောင်းရတယ်ရအောင်ဘာဆက်ဖြစ်မလဲဆိုတော့ပြောလို့တော့မရဘူးเนาะရေကြီးလာတယ်ကြီးလိုက်ကြီးတဲ့လောက်ပဲဆက်ပြီးခန်းစားလိုက်ကြဆိုတော့ကေစီအလုပ်တွေကတော့လုံမဲ့လူလာမှာမဟုတ်ဘူးပြီမတွေကလည်းလာလို့ရမှာမဟုတ်ဘူးရခိုင်ပြည်သူတွေအတွက်ကတော့ဝမ်းနေတယ်လို့ပဲပြောချင်ပါတယ်ကဲဒီခွေသားဘာပြောတော့တယ်လဲရခိုင်သူရခိုင်သားကြရင် မူဒိတာပေါ်လိုက်ကြပါเนาะဒေါသမဖြစ်ကြနဲ့ဘာလို့လဲဆိုရင်သူတို့မှာတိုက်ခိုက်မဲ့ဟာဒီစကားတခွန်မေးရှိတယ်ဒီတော့မင်းတို့ကောင်းတယ်ကောငါမေးပါရစေဟောเนาะမြန်မာပြည်မှာဒုက္ခများစွာကကြီးဆိုင်ခဲ့တာတွေအများကြီးရှင်းမှတာတကားရှိတယ်ဘေးပြည်သူကိုမင်းတို့ကဘယ်လောက်ထိကူခဲတာလဲဆိုတာကိုအတီးအလင်းချပြခဲ့တာကြီးရလား အေယဝရီနာကိသေကြတာမှာပူစုပတ်ဆက်ပူစုပတ်ဆက်သေကြတာမှာလာကြတယ်နိုင်ငံခြားတွေကအစအကုန်လုံးကေဇေးပစ္စည်းရောက်လာတယ်နော်အဲ့ဒီကေဇေးပစ္စည်းကပြည်သူလက်ထက်ကိုဒိုင်ရိုက်မရောက်ပဲမောင်ကိုဈေးကွက်မှာဖွေပေါ်ဝပေါ်ပေါ်နေတယ်ဒါ ဒါပဲမင်းတို့အုံရှုံးတဲ့ဟာအုံရှုံးသူလူသားစားပဲစောက်ခွင့်ရှိတယ်ဆိုတာဒါပဲနံပါတ်1တခြားပဲထောက်ပြတာရှိသေးတယ်နော်တခြားပဲထောက်ပြတာရှိသေးတယ်ကဲဆိုပါစို့ရခိုင်မှာမူခါကြတယ်ဓမ္မတော်အကူညီခဲ့တာဘာချီလို့တော့မူလို့တော့ရှူပြားเสียရမရှိဘူးဟဲ့ကောင်းရဲ့နော်မူခါဖြစ်တယ် तू တတ်တယ်မှာ အပြည့်စည်များလားအပြည့်အလောလာတယ်လာလို့ပြီးရင်ကုညီကေစရဲ့အတွက်ကုညီကေစရဲ့အတွက်နှာမေကောင်းလက်မလေးယူလိုက်ပြီးတော့ဒီလောက်ပြိုပြတ်သွားတဲ့အိမ်ထောင်စုအိမ်ရှေးရာချင်းဘာမှမရှိပဲပြည့်စည်သွားတဲ့နေရာပေါ့စက်ခုလောက်ပဲပပလေးတော်တက်ချက်စက်ခုလောက်ပါတဲ့တော်တက်ချက်အိမ်တဆောင်မှာ လူ10ယောက်ရှိတဲ့အိမ်လေးရှိမယ်9ယောက်ရှိတဲ့အိမ်လေးရှိမယ်လူတယောက်ကိုနိုးစီဘူးနဲ့ဆန်နှလုံးเนาะသမတော်ကကူညီလိုက်တာမူးလို့တောင်ရှူစရာမရှိဘူးဒါကိုကဘာကတီးအောင်ခွေးဝန်းတာအောင်လေလေပြားတယ်တော်လေးကိုကင်ပြီးတော့ငါတို့လှူပါတယ်ဆိုပြီးဓာတ်ပုံလေးရိုက်တယ် ပြီးရင်သတင်းပေါ်ပြတယ်မချက်ဘူးလားအခုလေးပြောပြန်ပြီမိုခါတော့ကအပြည့်အလောဆင်းပြီးတော့ဟောက်ကပ်ပါကူညီကြပါတယ်မြန်မာပြည်ကဆင်းလာတာပြည်မကြီးကဆင်းလာပြီးတော့ရုပ်ချင်းအပွေအစီပရာဟိတမြောင်းများစွာပါကြတယ်နော်နိုင်ငံခြားတွေကအစမိုခါဘေးတင်တော့ကလာပြီးတော့ကူညီကြစေဆင်းတာကားတယ်အထထအလီလီပဲ ဒီကတွေကမောခဖြစ်ထားတဲ့နေရာကိုဝင်ခွင့်မရဘူးအကုန်လုံးတက်ဂိတ်တွေကပိတ်ထားပြီးတော့ငါတို့တက်ကိုပဲလူမေးပစ္စည်းကို ပေးခဲ့ပါဆိုပြီးတော့လှုပ်တာပြည်သူလက်ထက်ကိုရောက်မှာမဟုတ်တဲ့အတွက်အကုန်လှည့်ပြန်သွားတာမလူပဲဒီအရာတွေကြာတော့မင်းတို့ဘလို့ဖြေရှင်းပေးမှာလဲစူဇန်ဘာအိုမိုခါတော့ငါအပြေလွာရခိုင်တွေကကျေစုကမ်းပါတယ် ဟေးကောင်မင်းတို့ကအပြောသမားလက်တွဲခံစားရတာကရခိုင်ပြည်သူလူထုရှင်းလားလက်တွဲခံစားရတာကရခိုင်ပြည်သူလူထုဒီမူခါကိစ္စတစ်ခုပဲရှိတယ်မင်းတို့မှပြောလိုက်အေးအေးနဲ့စစ်ဖြစ်လာပြီဟဲ့ဆိုရင်ချုံပြန်ပြီချုံရင်လူမျိုးကြီးလေးပြန်ပြီမင်းတို့ရခိုင်နေသားမှမသိမ်းမြအောင် လုပ်ခဲ့တာလေ မူဇလင်နဲ့ရခိုင်ကိုရန်တိုက်တာလဲမင်းတို့ကောင်တွေပဲလာပြန်နဲ့မူခါမူတိုင်းမှာအပြည့်အလွှတ်ငါတို့ကြေခဲရတဲ့ဂျေစုကန်းနဲ့အခုလဲအေအေကိုကြေခိုင်လိုက်ပါလို့မူရာဒီမှာရေကြည့်တာရခိုင်မှာမုံတိုင်းဝင်တာမပြောပါလောက်ဘူးဒါကတမယိုကြပဲမူရာဒီဆိုရင်ဘာလို့လဲရခိုင်ကကံယိုတဲ့နေသားဖြစ်တဲ့အတွက်လာတဲ့ မုံတိုင်းကိုအမြဲတမ်းရင်ဆိုင်ခံနေရတဲ့ဒေတာတခုပဲဒါကရိုးရိုးရှင်းရှင်းလေးနောက်ထပ်ပြောပါဦးမယ်မင်းတို့ရခိုင်မာရေးကြည့်တာကိုအေအေကိုကူခိုင်းပါဆိုပြီးတော့ပြောနေတာလောင်နဲ့မြန်မာနိုင်ငံထဲမှာငလျင်လုပ်ပြီးပိုးဆိုးပါစပ်အိမ်ထောင်စုတွေမြောင်းများစွာတည်ကြတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကလှူလိုက်တာလေရင်နဲ့အထက်ထက် အိန္ဒိယကဆိုလို့လေရင်အစီလိုက်ရောက်တာဒီကေစေးရဲ့ပြည်စည်းတွေကိုဒုက္ခရောက်နေတဲ့ပြည်သူတွေကိုလှူတာဘာတဲ့င်းမှလည်းတတ်မလာဘူးဒီနေ့ဒီတင်းတက်လာတာတိုင်းရင်းသားဒေသတွေဆုံးရှုံးထားတဲ့နေရာတွေကိုလေရင်နဲ့ဘုံကျဲတဲ့ဟာပဲတက်လာတယ်ဒါလားပြောတော့ပါဇက်ကအပြစ်ခံရစေပါတယ်ငလျင်တန်းကြောင့်ဖေးသိနေတဲ့လူတွေ ထူထောင်ရေးပြန်လေတည်ဆောက်ရေးလုပ်ဖို့အတွက်အပြစ်ခတ်ရစေပါတယ်ဆိုအခု၃ချိန်မြောက်တော့ပြီဗမာလေးရတာရခိုင်ကြောက်ဖြူမှာအတုံးအလုံးသေနေတဲ့ဟာကိုတိုက်ပွဲတွေကြားနေတဲ့ဟာကိုအပြစ်ခတ်ရစေပြီးတော့မင်းတို့ထိုးစစ်စင်နေအခုပြီးလာရင်အေကားစင်ပြီးစီကန်ဖောက်တယ်ဆိုပြီးတော့ပြောတယ်ဆိုတော့မိမိတို့ ြည်တွင်းလေးမှာငလျင်ဘေးဖြစ်သွားတာမှာမင်းတို့ဘလောက်ထိကေနိုင်ခဲ့သလဲဒါကိုလေးချပြစမ်းမူခါမှာမဖြစ်စလောက်နဲ့စက်ခုလောက်ပါတဲ့တော်တချက်ကင်ပြီးဓာတ်ပုံရိုက်ပြပြီးခိုးဝန်းတာအောင်လေးလေးပြသွားတဲ့အရာတခုလေးကိုလာပြီးစာမဖွေနဲ့လာပြီးစာမဖွေနဲ့ရခိုင်မူခါမုံတိုင်းတော့ကအကုန်လုံးလေးပြန်သွားတဲ့ဟာ ငါတို့ရခိုင်ပြည်သူလူထုပဲသိတာဆိုတော့မင်းတို့တွေမှာ ပြောလိုက်ဒီစကားရခိုင်ကကျေစုကန်းနေပြီးတော့ကြောက်တော်ဖြစ်စင်ကြောက်တော်ဖြစ်စင်မှာလေစစ်တိုက်နေတာလေကွာပန်းနဲ့ပေါင်းနေတာမဟုတ်ဘူးပြောလိုက်လူမျိုးတုံးတက်ပြတဲ့လူမျိုးရေးထေပြောတယ်မချက်ဘူးလားမင်းတို့ကဟာမချက်ဘူးလားလို့ဟာတမရောသားတွေကိုဟာအစီလိုက်သပ်ပလိုက်ပါပြီ စပ်လိုက်ပါပြီဟာဒါလူမျိုးတုံးစပ်ဖြားချင်းဖြစ်တဲ့ဟာတက်ပြီးတော့လေပင်တွေကိုဒါနဲ့လှီကြတဲ့ဟာအမျိုးတုံးသက်တဲ့ရှုံတော့တခါတဲ့ ఓ လိုက်ကြတာ ఓ လိုက်ကြတာကိုအလေးကိုကြားလိုက်ရင်လူတိုင်းကမခံရနိုင်ဘူးဆိုတာမင်းတို့လိုကောင်းတယ်ပဲ